တော့ဒီနေ့ဘဝသင်္ကန်းစာပုံရင်များထည့်ရနေပြီးတော့ကျွန်တော်လောဘကြီးတဲ့ track ကလေးရဲ့ဒေါသကြီးတဲ့မွေးဆိုတဲ့ဒီပုံရင်လေးနှစ်ခုကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်လောဘကြီးတဲ့ track ကလေးတဲ့တခါကတဲ့ track ကလေးတကောင်ကသူကအစာရှာထွက်တယ်ဗောနော်ထွက်ရင်းနဲ့သူကဗာလဲဆိုလို့ရှိရင်ဘိုက်ကလည်းအရန်စား စာနေတဲ့အခါကျတော့ဟိုနေရာဝင်ဒီနေရာဝင်နဲ့ဟိုထွက်လိုက်အဲခြုံနေတဲ့ဝင်လိုက်အဲတွားရင်တွားရင်နဲ့အိမ်တိန်ကိုရောက်သွားတယ်ဗောနော်အိမ်တိန်ကိုရောက်သွားတဲ့အခါကျတော့အဲ့အိမ်မှာဖြစ်ချင်တော့မအားတွေ့လဲဆိုရင်ပေါက်ပေါက်စုပ်တွေအပြည့်ထည့်ထားတဲ့ဒီဘူးကြီးတစ်ခုကိုသူတွေ့တယ်ဗောနော်အဲ့တော့တွေ့တဲ့အခါကျတော့ဟာအဲဒီထဲမှာတော့အစာတွေအပြည့်ပဲဆိုပြီးသူကအဲ့ပေါက်ပေါက်စုပ်ရဲ့ဒီရှိတဲ့ဒီဘူးတွေဘူးကိုသူအောက်ချီရအောင်ဆိုဖောက်ပြီးတော့ ဝင်တာပေါ့နော်ဝင်လိုက်တော့အအထဲကိုရောက်သွားတယ်အထဲကိုရောက်သွားတဲ့အခါမှာသူကပေါက်ပေါက်ဆုပ်တွေအများကြီးပဲဆိုတော့အာဘိုင်းကစာနေတာနဲ့တော်ပဲငါဝအဝတီးမယ်ကွာဆိုပြီးသူအဝတီးရစိတ်မင်းနေပြီအဝတီးရတီးတဲ့အခါကျတော့ဘိုက်ကတင်းကားသွားတာပဲနော်တင်းပြီးကားသွားတဲ့အခါကျတော့သူက ဖိုက်ကားနေတဲ့အချိန်မှာတော့ရသရှိရှိနဲ့စားလိုက်ရတဲ့အခါကျတော့ဖိုက်ကြီးကကားနေတဲ့အခါကျတော့သူ့ကိုသူ့ကိုမသိသေးဘူး။ကဲငါဖိုက်လည်းတင်းပြီဖိုက်တွေလည်းငါအစာအာဟာရလည်းရပြီ။ဖိုက်လည်းပြည့်ပြီငါပြန်မဖြစ်မယ်တော်တော်လည်းကြာနေပြီဆိုပြီးတော့ပြန်မယ်ဆိုပြီးတော့လှုပ်လိုက်တယ်။လှုပ်လိုက်တဲ့အခါမှာတော့သူထွက်လာဝင်ခဲ့တဲ့အပေါက်ကိုသူပြန်တိုးတာပြန်ရောက်တဲ့အခါသူထွက်ကြည့်တာပေါ့နော်။ထွက်တဲ့အခါခေါင်းပဲထွက်လို့ရတယ်ကိုထွက်လို့မရဘူးဖြစ်။ ဟောဘာဖြစ်လဲလဲသူအစာတွေစားထားတဲ့အခါကျတော့ဖိုက်ကတက်လာအဲ့အပေါက်ချင်းချင်းလေးသူထွက်လို့မရအောင်ဖြစ်နေပေါ့နော်ထွက်လို့မရတဲ့အခါကျတော့သူကအဲ့မှာလေအာဒုက္ခပဲငါဒီမှာဒီအပေါက်ကကျင်းနေတယ်ပေါ့နော်သူဘလို့ထွက်ရမှန်းမသိဘူးပေါ့နော်အဲ့လိုမျိုးသူအားနဲ့သူကအထက်ကိုပြန်ဝင်ပြီးတော့သူသူလိုက်ပြေးသွားလို့လည်းဖြစ်မှာပေါ့နော်သူလုတ်တည့်မေ့သွားတာပေါ့ အဲလူတွေတခါကြရင်ဒီလိုမေ့တတ်တယ်ကိုယ်မှာအစွမ်းနေရှိပေမဲ့လည်းတခါလေးမေ့တတ်တာလေးတွေရှိတယ်ဗျအဲလိုအရင်နဲ့အကြောင်းနဲ့ကြလို့ရှင်သတိမေ့တတ်တာရှိတယ်ပေါ့နော်အဲသူဟာဘိုက်တင်းနေတဲ့ခါကျတော့သူအပေါက်ထွက်မြန်းတဲ့ခါရုပ်တရက်မှာသူကစိုးရင်စိတ်ဖြစ်သွားတယ်ပေါ့နော်ဟာငါထွက်လို့မရဘူးဘယ်လိုလုပ်ရမှန်းမသိဘူးဆိုပြီးသူကစိုးရင်ကြီးနေသူကမှမိုးတာပေါ့နော်ထဲထဲမှာမိုးနေတာပေါ့နော်ဟာငါထွက်မရဘူးဆိုပြီးသူကမှထိုင်းကိုနေတာပေါ့မိုးတဲ့ကအဲ့ငိုတန်းကိုသူကကြားလဲဆိုလို့ရှင်တဲ့ ိုက်ကဘေးကနော်ဖြတ်သွားတယ်တဲ့ယုံကလေးတကောင်ကကြားလိုက်တယ်တဲ့ယုံလေးတကောင်ကကြားလိုက်တဲ့အခါကျတော့သူ့ကိုလာပြောတယ်ဖဲအောင်ကျွဲမင်းဘာလို့ငိုနေတာလဲလို့မြည်တဲ့အခါကျတော့ဒီတဲ့ငါတဲ့အစာစားတာများသွားပြီးတော့တဲ့ငါအပြင်ထွက်မရအောင်ဖြစ်နေတယ်တဲ့ငါပိုက်ကြီးတင်းနေလို့တဲ့အဲ့လိုမြည်တဲ့အခါကျတော့ပြောလိုက်တဲ့အခါကျတော့သူကအာတငယ်ချင်းနဲ့အယုံလေးကပြောပြီးတော့သူ့ပြန်ပြောလိုက်တယ်အာတငယ်ချင်းနဲ့မင်းနဲ့ဘာမှစိတ်မပူနေတဲ့ အဲ့ဘိုက်လေးမင်းပူနေတဲ့ဘိုက်ခြောင်သွားတဲ့အခါကျမင်းပြန်ထွက်လို့ရပြီလေတဲ့အဲ့တော့တဲ့ဘိုက်ခြောင်တဲ့အခါမှာထွက်ဖို့တဲ့အဲ့လိုပြောတယ်တဲ့ပြောလိုက်တဲ့အခါကျအဲ့မှာတတိယပါတဲ့ဩဤဟုတ်သားပဲငါဘိုက်ကတင်းနေတာဘူးအဲ့တော့ငါဘိုက်ခြောင်တဲ့ဒီခဏဆောက်ပြီးတော့အဲ AC အိတ်လိုက်အောင်မယ်ဆိုပြီးတော့အဲ့မှာအိတ်နေလိုက်တယ်တဲ့အဲ့ဘိုက်လေးနဲ့ခြောင်နဲ့ခြောင်သွားရောသူကအာသူထွက်ဖို့မေ့သွားပြန်ရောတခါဘိုက်ချောင်းကသူထွက်ဖို့မေ့သွားတယ်ဟာလည်းကအစားလေးစားလိုက်အောင်မယ်ဆိုထပ်ပြီးထပ်စားပြန်ရောထပ်စားလိုက်တဲ့အခါကျတော့အာ အရသာရှိတဲ့ခါကျတော့အစားလွန်သွားပြန်ရောလွန်သွားတော့ဘိုက်ကတင်တင်းတော့ထတ်ထွက်လို့မရထတ်ထွက်လို့မရတဲ့ခါကျတော့အော်ယုံပြောတဲ့စကားလေးသူနားတော့ဩဘိုက်ဘိုက်ချောင်းသွားရင်ငါထွက်လို့ရမှာပဲဆိုပြီးတော့သူကဒီထပ်ပြီးတော့အဲ့မှာအဲ့အပဝါနာမှာထပ်အိတ်နေတာပေါ့နော်ကဲအစိုးကျင်တော့ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့နေရာကိုကြောင်ကကြွက်နံ့ရလို့ရောက်လာတယ်တဲ့ရောက်လာတဲ့အခါကျတော့အဲ့ပောက်ကနေပြီးတော့ဟောကြီးလိုက်တဲ့အခါကျတော့ဟာမှကြွက်တဲ့ကောင်အိတ်နေပါလားဆိုပြီးတော့လက်သေးနဲ့ချစ်ပြီးတော့ ောက်ယူပြီးဖန်ဆန်းလိုက်တယ်တဲ့အဲမှာကြွက်ကလေးကသူ့ရဲ့ဒီလိုပေါ်ရုံမှုကြောင့်ပေါ့နော်ပေါ်ရုံမှုကြောင့်ဘာဖြစ်လဲဆိုရင်အသက်ဆုံးရှုံးလိုက်ရတယ်တဲ့နော်အဲ့ဒီပုံမြင်လေးပေါ့နော်ဘွားမလူတွေကဒီလိုပဲတစ်ခါတလေကြလို့ရှိရင်ဒီတတိကြီးကိုမှအစွမ်းစားတွေရှိပြီမဲ့လေအဲ့အစွမ်းစားတွေကပျောက်သွားတတ်တယ်လောဘအားကြီးတဲ့အခါကြလို့ရှိရင်လိုချင်မှုတွေများတဲ့အခါကြောက်ရွံ့မှုတွေများတဲ့အခါမှာလေဒီအဲ့ဒီ ဒီစိုးရင်စိတ်တွေကြောင့်ကိုယ်မှာရှိတဲ့အစွမ်းစားတွေပျောက်သွားတတ်တယ်ပေါ့နော်ဒီသင်္ကန်းဒီပုံမြင်လေးမှာတော့ဒီလောဘကြီးတဲ့ဒီ track ကလေးကဒီလောဘအရန်ကြီးွားတဲ့အခါကျတော့အစာကျူွားတဲ့အတွက်ကြောင့်မို့သူကဘာဖြစ်လဲဆိုရင်အသက်ဆုံးရှုံးလိုက်ရတယ်ပေါ့နော်သူရဲ့နောက်ပြီးတော့တတိတတိဟိုပေါ်ရောပြီးတော့သူကနေလိုက်တဲ့အခါကျတော့သူရဲ့အန်ဒီရဲ့အတွင်းကိုကြက်ရောက်ခဲရတယ်ပေါ့နော်ဒီဒါလောဘကြီးတဲ့ track ကလေးရဲ့ ပုံမြင်လေးပါเนาะဟောနားထောင်နေသူတွေလည်းဘယ်လိုမျိုးဒီရတတွေရလဲပေါ့เนาะဒါကိုယ့်ဘက်ကိုကိုတွေးလို့ရပါတယ်ဟောနောက်တစ်ခုကကျတော့ဒေါသကြီးတဲ့မွေးတဲ့ဒေါသကြီးတဲ့မွေးဆိုတော့တခါမွေးတကောင်ကသူကဘိုက်ကလည်းအရန်စားတဲ့အခါကျတော့သူကအဲ့ဒီတောတစ်ခုကနေပေါ့သူကထွက်ပြီးတော့တောက်လျှောက်တောတောက်လျှောက်သူလိုက်ရှာတယ်တဲ့ နော်ဘာအစားမှမတွေ့ဘူးတဲ့အဲ့ဒါမစားမစားမတွေ့တဲ့ကကြောင့်သူကလည်းငကူကဒေါသကြီးကြီးတော့အစားလည်းမတွေ့မတွေ့တဲ့ကကြောင့်သူကအဲ့မှာရှူရှဲရှူရှဲဖြစ်တာပေါ့နော်အဲ့ဖြစ်ချင်တော့အဲ့ဒီဒေါသလေးတခုနာမှာသူကဟိုဒီလယ်သမားတယောက်ရှိရပေါ့နော်သူ့ရဲ့လယ်သမားတယောက်ရဲ့သူကလယ်သမားတယောက်ရဲ့ဒီခိုးတော်ထဲကိုသူကရှိုင်းရှိုင်းနဲ့အဲ့ဒီခိုးတော်ထဲကိုရောက်သွားတာ ရောက်သွားတဲ့အခါမှာသူကငကောလည်းအစပိုက်ကလည်းစားဒေါသလည်းကြီးတဲ့အခါကျတော့ရှူ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 လို့ဝင်သွားတဲ့အခါကျတော့သူကအရှိန်ဟုန်ပါတဲ့အခါကျတော့အဲ့တကားအဝမှာထောင်ထားတဲ့ပစိန်ပေါ့နော်ပစိန်ကထောင်ထားတာအဲ့ပစိန်ကိုတန်ပစိန်ကိုသူကဝင်တိုက်မိတာပေါ့ဝင်တိုက်မိတဲ့အခါကျတော့သူကအဲ့ပစိန်ကဒီတိုင်းမနေဘူးလို့ဝုန်းစုလဲကြပြီးသူ့ပေါ်တက်ပြီးတာပေါ့ပြီးတဲ့အခါကျတော့သူနာသွားတယ်လေ နားဝတဲ့အခါကျတော့ဟာဒီပစိယံဒီလောက်တောင်ဖြည့်ရလားဆိုပြီးတော့သူကဗားလဲလဲဆိုရင်အဲ့ပစိယံကိုသူကဘိုက်ကလည်းစာစာတဲ့ကဒေါသကလည်းဖြည့်အဲ့တော့ဒေါသဖြည့်လာတဲ့အခါကျတော့အဲ့ဒေါသကိုဥစည်းတဲ့အခါကျတော့သူကအဲ့ဒီပစိယံငါ့ကိုနောင်လောက်ရလားဆိုပြီးတော့ဘာဖြစ်လဲဆိုရင်ပစိယံကိုအာရပါကြိုက်တာတယ်နော်အဆွဲတွေပါကျိုးတဲ့အထိပထမကြိုက်ထလိုက်တဲ့အဆွဲတွေကျိုးထွက်ကုန်လေတဲ့နော်အဲ့လိုကြိုက်တာတယ် နောက်ဆုံးအဲ့အဆွဲကျိုးတော့တော့အားမရဘူးတဲ့နော်သူထက်ကြိုက်တာတဲ့ထက်ကြိုက်တဲ့ခါကျတော့ခေါင်းတစ်ခုလုံးစုပ်ပြတ်တက်သွားတယ်နောက်ဆုံးသေးတဲ့သူကြိုက်တာတဲ့တဲ့နောက်ဆုံးတော့သူ့ခေါင်းတစ်ခုလုံးကခြေမွပြီးတော့သူအသက်ပါဆုံးရှုံးလိုက်ရတဲ့အဆင်ရောက်သွားတယ်ပေါ့နော်သူ့ရေရဲရဲပြီးတော့နော်အဲ့လိုမျိုးအသက်ဆုံးရှုံးလိုက်ရတယ်တဲ့နော်အဲ့လောက်ထိကိုသူလှုပ်ပြီးတော့နောက်ဆုံးသူတေပွဲဝင်သွားတယ်ပေါ့နော်တေတဲ့သူကြိုက်ပလိုက်တယ်ပေါ့နော်အဲ့ဒီတန်းကတော့ဘာမှမဖြစ်ဘူးပေါ့ဗျာနော် ီလိုပဲနည်းနည်းလေးအဲ့လိုမျိုးဒေါသအားကြီးလာတဲ့အခါကျရင်လူတွေအားလည်းကျွန်တော်တတဝါတွေအားလည်းကျွန်တော်ဒီလူတွေဆိုလို့လူတွေမှလည်းအဲ့လိုရှိတတ်တယ်ပေါ့နော်ဒီအကောင်းဆိုးမခွဲခြားတတ်တော့ပေါ့နော်ဒါမျိုးတွေဖြစ်တတ်ပါတယ်အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဖြစ်ရက်ကိုမနှက်ကြတော့လေလေရှင်ကြီးကတော့တကားဖွင့်ပါညာပူတော်နဲ့ဝင်တဲ့ခါကျတော့ဟာမွေးကောင်တည်နေပါလားဗောဘာဖြစ်လို့ဒီမွေးကိုဘသူတက်လိုက်တာလဲဗောသူစဉ်းစားတယ်စဉ်းစားတဲ့ခါကျတော့ သူ့ရဲ့အမိပေါ်မှာကလည်းဒီပစိယပြိနေတယ်ပြိနေတဲ့အခါကျတော့အော်ဒီမွေကသူ့ဘယ်သူမှလှုပ်တာမဟုတ်ဘူးသူကသူနာကျင်သွားတဲ့အတွက်ကြောင့်မို့သူကပစိယပစိယဒီလောက်မာကြောတဲ့ပစိယကိုသူကဘာထင်နေလဲတော့မသိဘူးပေါ့နော်သူသူတိတ်လောက်တဲ့အထိအောင်သူကြိုက်ထားတာဆိုတော့ခေါင်းထဲမှာလည်းကြေမွှားနေတာပေါ့နော်အော်တော်တော်မိုင်မဲတဲ့မွေပါလားဆိုပြီးသူကအဲ့မှာ ဒီလက်သမားကြီးကဒီတံဝေကညာရသွားတယ်ပေါ့နော်ဒီလိုဟောဒေါသကြီးတဲ့အခါကျရင်ဒီလိုမျိုးစိုးကြိုးတွေအသက်ပေးရတဲ့အထိပါဖြစ်သွားတတ်တယ်ဆိုတာလေးပေါ့နော်အဲလိုမိုင်မဲမှုတွေဖြစ်ပြီးတော့အသက်ပါဆုံးရှုံးလိုက်ရတဲ့အခြေအနေတွေရောက်နိုင်တယ်ဆိုတာလေးကိုတဲ့နော်ဒီဗီဒီယိုလေးကနေပြီးတော့ဒီပုံမြင်လေးတွေကနေပြီးတော့ကျွန်တော်တို့သင်ခန်းစာရှင်းရမှာ ဖြစ်ပါတယ်ပေါ့နော် အားလုံးလည်းဘယ်လိုမျိုးဘဝသင်ခန်းစာတွေရလဲဆိုတာကျွန်တော်လည်း comment မှာရေးလို့ရပါတယ်နော်ကျောင်းနဲ့တရားတော်မတူဘောရတ္တစာပေတွေဆိုတာကိုမြင်ကိုမြင်တဲ့အမြင်နဲ့ကိုသိတဲ့အမြင်နဲ့ကိုရဲ့ကိုမှရှိတဲ့ knowledge နဲ့ပေါင်းစပ်ရတဲ့အခါမှာအတိတွေကတစ်ခုနှစ်ခုသုံးခု၁၀ခုအဲ့လိုမျိုးနဲ့စာပေါ်များသာပွင့်ဝါးတာတွေရှိတတ်ပါတယ်နော်ကျွန်တော်လည်းဒီလိုပဲတစ်ခါနေစာတွေပါဖတ်တယ်တရားတွေပါနားတဲ့အခါကျရင်ကို တရားကတခုပြရင်အများကြီးထပ်ပြီးတော့ပွင့်ထွက်သွားတာရှိတာပေါ့နော်။ကဲအားလုံးလည်းဘဝမှာအောင်မြင်မှုတွေရရှိပြီးတော့နော်ဒီလာတမာရီပညာတွေနဲ့ပြည့်စုံကြပါစေ။